ိမဲ့ဒီအလိုပေးတရားဒီယောဂီတို့နိဗ္ဗာန်မရမချင်းဒီတိုင်းသုံးရပါလိမ့်မယ်ဘယ်တော့မှဒီဟာမပြောင်းတော့ဘူးဗျာဟုတ်ကလားဒီချင်းစဉ်တိုင်းကြည့်ရမှာနော်ဟုတ်ကလားအဲ့တော့ယောဂီတို့မှာအဲတို့ခုစခန်းဝင်ပြီးတရားတော်တော်မဲ့ယောဂီတို့ခုနပြောတဲ့တို့ပါတော့စီကနေလိုက်နာရမယ်ဆိုစိတ်တည်လေးသွားပါလိမ့်မယ်မလေးနဲ့လွယ်လွယ်လေးတတိတလုံးကြိုင်ပါဟုတ်ကလားဟင် တကယ်လို့များတာတို့ရွာတဲ့တို့မှာတဲ့ဘာလို့လို့မှတ်ခဲ့ဆိုရင်တရားအထုတ်ဖို့ကြောက်ဦးမလားရွာတဲ့တို့မှာဘာမှမမှတ်ခဲ့လို့ကြောက်နေတာဟင်ဟင်ရွာတဲ့တို့မှာလည်းဘာလို့လို့မှတ်ခဲ့ရင်ကွာတရားအထုတ်တယ်ဆိုတာတတိလေးထားတာပါပဲဆိုပြီးသွားလိမ့်မယ်ထင်တယ်အဲ့တော့ခင်ဗျားတို့စိတ်ကြီးလေးမနေနဲ့ဟင်ဟင်ပွဲကြည့်တယ်လို့သာမှတ်လိုက်ပွဲကြည့်တဲ့နေရာမှာပွဲကြည့်သူကခဲရင်လားပွဲပြသူကခဲရင်လား ပွဲကြီးသူကဘာရင်ပါတော့ဟင်ဘင်းဖြာဘွားနေပြီးတော့သူပြတဲ့ဟိုပြခွက်ကိုဟိုဘာတော့မျက်လုံးနှလုံးပြစ်တင်ထားလိုက်ပြီးမလွတ်တန်းကြည့်ဘူးပဲထင်တယ်ပြရတဲ့ဘက်ကရာကိုဇတ်ထုတ်ဇတ်ရည်လဲအောင် ပြရတာခရင်ပါလိမ့်မယ်ကြည့်တဲ့ဘက်ကလွယ်ပါတယ်ဟုတ်ဗျာအဲ့တော့တို့တရားအားထုတ်ရတာဒီတတိလေးတလုံးဆိုတာတတိဟာမျက်လုံးမမဟုတ်လားကြည့်တယ်ရှုတယ်မှတ်တယ်အတူတူပဲထင်တယ်ဟုတ်ကလားအဲ့တော့ဘာခရင်တော့လားဟုတ်ကလား မခဲရင်မှုတော့ပုတ်ကလားဟင်ကြပါမလားမှတ်ရမှာပါဗျာဟုတ်ပြအဲအဲ့တတိတလုံးပဲဗျာအဲ့ဒီတတိဟာအသက်ပဲဟင်အဲ့ဒီတတိဟာယောဂီတို့ရဲ့အသက်တတိရှိနေတဲ့အချိန်ကယောဂီပဲတတိမရှိတဲ့အချိန်ယောဂီမဟုတ်တော့အဲ့ဒါယောဂီတို့အသက်မှာဟောဒီတတိပဲဟင်ဒီတတိရှိနေရင်ကိရိတာဝင်နိုင်လေလားအဲအဲ့ဒါယောဂီဗျာတတိမရှိရင်ကိရိတာဝင်ပြီယောဂီသားကပြတ်သွားပြီဗျာ ဟုတ်ကလားအဲ့တော့ငါရဲ့အသက်ဒီတတိလို့မှတ်လိုက်ပါဒါပထမဆုံးမှတ်ရမယ့်ကိစ္စပါဗျာဟုတ်ကလားအဲ့တော့တို့ဒီတတိလေးတစ်လုံးနဲ့ပဲလုပ်နေရမှာပါဗျာဘာမှမပြောင်းပါဘူးဗျာမှတ်ပါရဒါလေးပဲပြောချင်ပါလေယောဂီတို့ကအနိစ္စဒုက္ခအနတ္တယုတ်နံတို့မေးလိမ့်မယ်မထင်လားမေးဘူးဟင်အစာလည်းမခိုင်းဘူးယောဂီတို့ရှာခိုင်းမှာမှတ်ပါပဲပြောမှာပဲဟုတ်ကလားအဲ့တော့ဒီမှတ်ပါကပဲမှတ်ပါမှာတော့ဆိုတော့ဒုစိတ်တိ လေးဌာနသွားမှာအဲ့ဒီလေးဌာနကိုမှတ်ဖို့ပဲဟုတ်ကလားဒီသိသိလေးဌာနတဏှာမဟုတ်တဏှာသွားနေမှာအဲ့တော့ဇကြလေးခုလိုပဲသဘောထားလိုက်ပါဟင်အဲ့တော့ဇကြလေးခုရှိတဲ့နေရာမှာတို့နွားများလို့ဆိုလို့ရှိရင်တော့ဟိုစိတ်ကနွားပေါ့ကွဲဟင်တတိကနွားချောင်းသားပေါ့ကွဲအဲ့တော့နွားသွားတဲ့နေရာကိုတို့တတိနွားချောင်းသားကလိုက်ချောင်းရလိမ့်မယ်ထင်တယ်ဟုတ်ကလားအဲ့ဒါကတော့နွားချောင်းသားပေါက်ဆာနဲ့ နရိုင်းနဲ့လို့သဘောထားလိုက်ဟုတ်ကလားဟင်အဲဟိုနွားဒီဘက်ကရိုင်းနေနွားเจ้าသားကပေါက်ဆာဆိုရင်တော့နွားသွားရလိုက်ရလိမ့်မထင်နဲ့ဟင်လူထားရနွားနေပါမလားနွားကနွားเจ้าသားပေါက်ဆာဟူဗျာဒုတတိယကဘယ်လောက်ကြီးလို့နွားเจ้าသားပေါက်ဆာလားနွားเจ้าသားကြီးလားဟုတ်ကလားဟင်အဲ့တော့သူစိတ်သွားရလိုက်ရလိမ့်မယ်ဗျာနိုင်ရင်တော့တနေရာပါခိုင် တဏှာကိုခွေးနာခဲ့ခဲနိုင်နေပိုးအတက်မြန်နေပဲတတိမြဲတာကိုလိုချင်တာကိုပဲအဲ့တော့လေးဌာနသွားနေမယ်ဆိုတာတဌာနကိုမြဲနိုင်ပါကောမနိုင်မှာဆိုလို့ပြီးတယ်လို့မှတ်ထားပါလေးဌာနလေသဘောပေါက်ကြပါလားပေါက်နော်အဲ့တော့ဘယ်နေရာကြီးသွားမှာတော့တို့ထိုင်ပြီးအထုတ်တဲ့ပုဂ္ဂိုလ်ဟာကိုယ်ပေါ်မှာပဲမဲ့ဒီစိတ်ရောက်ချင်ရောက်နေတာပါကိုယ်ပေါ်မှာစိတ်မရှိရင်တို့ဘာတော့အတွေးပေါ်မှာပဲမဲ့ရောက်ချင်ရောက်နေတာပါဟုတ်ကလား ဒီအတွေးပေါ်မှာမရှိလို့ရှင်ခံစားနေတဲ့ဝေဒနာပေါ်ရင်လည်းရောက်နေတတ်ပါလေဟုတ်ကလားဒီအာယုံနဲ့တို့ကိုယ်ကိုယ်နဲ့တိုက်ခိုက်တဲ့နေရာမှာဝေဒနာဆိုပေါ်တတ်တဲ့တင်တယ်အထုခါသာပုဂ္ဂိုလ်တော့ဗျာတို့ပါတို့ပြင်းများနဲ့တင်မှာတိုက်တဲ့နေရာကပေါ်ကြမှာပါပဲဟုတ်ကလားဟင်အဲ့ဒီအတိုက်ဆိုတဲ့အဲ့ဒီအတွေးဆိုတဲ့ဒီပြင်းများနဲ့တင်မှာဆိုတဲ့အတွေးနှစ်ခုကြားထဲမှာအတွေးအာယုံဆိုတာပေါ်နေမှတင်တယ်ဝေဒနာလေအဲ့ဒီဝေဒနာပေါ်ရင်လည်းသိရောက်ချင်ရောက်နေတတ်ပါလေဒါမှမဟုတ်ရင်ဒီသုံးခု နဲ့သဆိုင်တဲ့သဘောပေါ်ဖြစ်စီတို့ဒီမှာတော့ပြင်အငွေသက်ပေါ်ဖြစ်စီဒီနဲ့ရောက်ရင်ရောက်နေတတ်ပါလေးဌာနာပဲရှိတယ်ပဲတခြားဘယ်မှသွားဘူးသဘောပေါက်ပါလားအဲ့တော့အာထုံစာယောဂီရဲ့လေးဌာနာကိုခွဲရင်တို့ကာယဖြစ်နေနာသီဝကဝင်လေထွက်တွေကိုယူပါလိမ့်မယ်ဘာဖြစ်လို့တော့ဒီနာသီဝဝင်လေထွက်တွေကဘယ်တော့ပြတုံလားယောဂီတို့ကနားရင်သာနားမှာဗျသူ့ဘက်ကတော့နားဘူးဟင်အဲ့အမြဲရှိတဲ့ကမ္မထမ်းတင်တယ် အမြင်ရှိတဲ့နေရာတင်တယ်ဗျအဲ့ဒီနေရာကိုပြင်ပြင်နေထားမယ်နာသီးပြားဆိုတာကာယပတာရယုတ်မဟုတ်လားအဲ့ဒီကာယဒီနာသီးပြားလေးမှာလာပြီးထိမှတင်တယ်အဲ့ဒီကာယနာသီးပြားလေးနဲ့ကိုဟိုလေးဆိုတဲ့ကာယနဲ့သူ့ဒီဖုထဘာကာယနဲ့နာသီးပြားဆိုတဲ့ကာယနဲ့နှစ်ခုထိတွေ့တဲ့နေရာတော့မှာအနုအစင်ဒီဇိုင်းလိုက်တော့ပัฒနာရှုဝမရခြင်းလို့ခေါ်တယ်ဟုတ်ကလားအဲ့ဒါကိုခန္ဓာနုပါဒနာထင်းနေယူမယ်သဘောပေါက်ပြီ အဲ့တော့နာသီဝနဲ့ဝင်လေလေးဟိုလေလေးနဲ့မတိုက်ခိုက်ဘူးလားအဲ့တော့တို့ဒီဘုရားဟောတရားတော်ကြတော့အတ္တတပတ္တတလို့ဟောတယ်ပဲတတ္တဝါထွက်လီကစပြီးတော့ဝင်လေနဲ့ပြန်ပြီးတော့မလိုရတာဟုတ်ဟင်မိခင်ဝိုင်ကကျွတ်တော့ထွက်လီတစ်ချက်ရှူးဆိုတော့ကိုပြောင်းဝင်ရတာဟုတ်တမောအတ္တတပတ္တတလို့ဟောတယ်အာထုတ်တဲ့ယောဂီတယောက်တည်းတော့ဝင်လေအစမှတ်တဲ့တွေအာနာပါနလို့သုံးပါလိမ့်မယ်အာနာသာတီးတာနော်ဟင်ဝင်လေဝင်နေတဲ့ချိန်ဟာ အဲ့ဒါဝါလာဝင်သက်ဆိုတော့အသက်ဝင်လာပြီလို့ပြောတာထင်တယ်ဟင်ဟင်အပါနာကအသက်မရှိဘူးလို့ပြောတာအဲ့ဒါထွက်သက်ထင်တယ်အသက်ဟိုထွက်သက်ဆိုတာနဲ့အသက်ထွက်သွားတာနဲ့အတူတူထင်တယ်ဟဲ့ဟုတ်ကလားဟင်အဲ့တော့ဒီမှာယောဂီတယောက်မှာဝင်လီကနေစမှားရတဲ့အတွက်အာနာပါနာကမ္မထာလို့သုံးပါကာယ ानु ပသနာနဲ့အာနာပါနာကမ္မထာအတူတူထင်တယ်ဟင် အာနာဝင်လီလာပြီးတော့ထိတဲ့နေရာကိုဟုတ်ကလား ဒီအနုအစင်တစားလိုက်ပြီးတတိရှုရမှားရခြင်းအဲ့ဒါအာနာတတိအာနာနုတတိချင်းတယ်ပါနာထွက်လီလေးလာပြီးတိုက်ခိုက်ပြီးထွက်သွားတဲ့နေရာလေးကိုအနုအစင်တစားလိုက်ပြီးတတိရှုမှတ်ခြင်းလို့ပဲချင်တယ်အဲ့တော့ခုနကာယ ानु ဘဒနာနဲ့အတူတူပဲမဟုတ်လားလားအေးအဲ့ဒါကိုကာယ ानु ဘဒနာဖြစ်နေရှုမယ်ဟုတ်ကလားရှုတဲ့နေရာကြတော့ယောဂီတို့မလုပ်ပါနဲ့ငါဝင်မရှုံတဲ့အလုပ်များသွားဝင်လေလေးဟာသူ့ဝင်တဲ့ဆိုရင်ဝင်မလာဘူးလား တူတူတူသလိုရှည်ရှည်သလိုအလိုက်တင်လေးသာရှူပေးလိုက်ပါခင်ရမှာယောဂီတို့လှုပ်ရှူလို့မပါဘူးဗျဟင်ဖြစ်ရှူဖို့ညှစ်ရှူဖို့ပါသလားပါဘူးနော်အဲ့ဒါသာတို့ဒီကံဝါအာတာတန်တော့ဒီကံအာတာတာမိတိပဇာနာတိဟုတ်ကလားရှည်ရှည်သလိုတဲ့ရတံဝါအာတာတန်တော့ရတံအာတာတာပိတိပဇာနာတိတဲ့တူတူသလိုတဲ့အဲ့ဒီမှတ်တယ်ဟုတ်ကလားတူတာကိုရှည်အောင်မလုပ်နဲ့တဲ့ရှည်တာကိုတူအောင်မလုပ်နဲ့တဲ့ဟုတ်ကလားအဲ့တော့ तू တူတူလေးထွက်ရင်လေတူတူလေးတိုင်းအလိုက်တင်လေးသာဝင်းရင်ဝင်းနေသာသူလေးရုပ်ကနှခေါင်းကိုလာပြီးတော့တို့ပါတော့ရှူလို့စိတ်ကလေးတိုင်းရှူရကလေးပေါ်လာတဲ့ထင်တယ်အဲ့ဒါနှာသီးသားလေးတတိကပြီးတော့မပြီးမချင်းမှတ်ပေးသားမှာမပြီးမချင်းဆိုတာနဲ့အပမာရတတိဆိုတာတူတူထင်တယ်ပြီးတော့မပြီးမချင်းဆိုတာနဲ့အနုတတိဆိုတာကတူတူမဟုတ်လားမပြီးမချင်းဆိုတာနဲ့ကာယနုပတနာဆိုတာကတူတူပဲမဟုတ်လား ဲတော့ကအနုပါဒနာတွေဘာတွေနဲ့ပြောရင်ခိုင်းနေရမပြီးမချင်းမပါဆိုရင်တော့လွယ်ပြီထင်တယ်ဗျာအစားလဲဆုံးမပါဆိုရင်ဘယ်ဟာအစားလဲအလဲလဲဆုံးနေမင်းနေလိမ့်မယ်ဗျာအဲတော့မပြီးမချင်းဆိုရင်တော့မေးဖို့လိုသေးလားတဘောပါဘီဟင်အဲတော့ဝင်လေလေးဝင်လိုက်ရင်လဲတိုးတိုးရှိရှိဗျာသူဝင်ဝင်တို့လေးကိုနှာသီးပြားလေးမှာပဲတတိကပ်ပြီးမပြီးမချင်းမပြေးပါတဘောပါဟင်ဖလေးလေးထွက်တော့ဒီတိုင်းမထင်ဘူးဟင်တူတူတူသလိုရှည်ရှည်သလို နာသီးပြားလေးမှာပဲတတိကပ်ပြီးမပြီးမချင်းမှတ်ပေးပါဟုတ်ကလားတတိတည်ရင်တာမဟုတ်လားတည်ရင်တဲ့ပုဂ္ဂိုလ်ကဒီနေရာကိုတည်တဲ့နေရာထားရပါလိမ့်မယ်ဝင်ငယ်အတွင်းကိုဝင်သွားရင်လည်းသူ့ဟာသူတောင်းဝင်ဝင်တထွားဝင်ဝင်လိုက်မသွားနဲ့တပေါ်ပေါက်လားထွက်လေထွက်သွားရင်လည်းသူ့ဟာသူတောင်းထွက်ထွက်တထွားထွက်ထွက်လိုက်မသွားနဲ့တို့ဒီမှာပဲတတိကပ်ထားဟင်လေဒီဒီနေကင်းကိုဖြစ်သလားဝင်နေတဲ့ဒီဝဲထိဝင်ရမှာနော် ထွက်လေဩဒီဘက်ထွက်ဖွဲရမှာတင်တယ်ဒါလေးမပြီးမချင်းမှတ်ပေးပါခဲရင်သလားဗျတဘောပေါက်သလားဗျဒါလေးလေအဲ့တော့ယောဂီတို့ပွဲကြီးသမားနဲ့တူတူတင်တယ်ဟင်တမောယောဂီတို့ဒီတော်နဲ့ပြောမြို့လဲမြို့ဒီမှာယောဂီတို့ပါနေကြတာတို့ပါတာလီသရင်နဲ့တူတူပဲကိုနေကိုညတာလီသရင်တွေ့ဘူးလားဒီဟိုကားဘောဝပစ္စည်းတွေကိုတင်မောပေါ်ချတဲ့ခါလားသုံးမောကားဘောဝပစ္စည်းကိုယထာဘောတင်တဲ့ခါလားသုံးမောယထာဘောကပစ္စည်းကို ်ငါ့ဘော်ချတဲ့ခါလာတွေ့ဘူးသလားအဲ့ဒီမှာဒါလီသိန်းကြီးကဒုံချောင်းကိုင်းနေတာထင်တယ်သူဝေထမ်းသလားဟင်အဲ့ဒါလီသိန်းကြီးတယောက်ဟိုတို့ဘာတို့အလုသမားတယောက်ကဟိုယထာဘော်ကပစ္စည်းကိုကားဘော်ကိုပို့တယ်ဆိုလို့ရှိရင်အဲ့ဒီဟိုဒုံချောင်းလေးတစ်ချောင်းနဲ့သူလာတာထင်တယ်အဲ့ဒါလီသိန်းကြီးကအဲ့ဒုံချောင်းတစ်ချောင်းဖမ်းယူလိုက်တာပဲမဟုတ်ဘူးလားသူရှိရတော့မှာမဟုတ်ဘူးလားဟင်ဟင်နောက်တယောက်လာတော့ဟောသူရှိရပဲလေသူဘာလို့ရတယ် လွယ်လွယ်လေးပါဒါဒီစိတ်ရည်တယ်လွယ်ပါတယ်တို့ပြောတာဟင်ငါသာဝင်မရှုံးနဲ့ဟုတ်ဗျာငါရှုမယ်ငါဆိုင်မယ်ဆိုရင်တော့ယောဂီတို့အသက်ရှူမှာသွားသွားမယ်ဟင်ဝင်မရှုံးပါနဲ့သူဝင်တာလေးဝင်တဲ့အတိုင်းလေးအလိုက်တင်လေးပါသူဆိုင်တာဆိုင်တဲ့အတိုင်းအလိုက်တင်လေးပါသဘောပေါက်ပါတယ်ပေါက်တယ်နော်လုတာပါမလားအဲ့တော့ဝင်လေထွက်လေတွေတူတူရှိရှိနာသီးပြားကို ထိခိုက်ပွတ်တိုက်ပြီးဝင်လာတာလေးကို နာသီးပြားလေးမှာတတိကပ်ပြီးမပြီးမချင်းမှတ်ပေးပါသဘောပေါက်ပြီဟင်ပေါက်ပြီပြီးတော့ခေါင်းအေးအေးစိတ်ထိန်ကြကြထားပေးပါဟုတ်ကလားခေါင်းအေးပေးပါယောဂီတို့သေချောင်းကြံရပါဟင်သေချောင်းမကြံရင်ခေါင်းပူပါလိမ့်မယ်ဟင်ဟင်အဲသေချောင်းမကြံရင်နောက်ကကိလေသာရောလိုက်မဆွဘူးလားအိမ်မှာကြံရခဲ့တာတွေကလေအဲမတွေးမှပူဆွမယ် အဲ့တော့ငါသေးတယ်ဒါထားခဲ့ရမှာပဲဆိုရင်မဲ့တို့တင်းအောင်ကြရင်ကောင်းမအေးဘူးလားဟင်အဲ့လိုလေးတဲ့သဘောထားတရားအပေါ်မှာလဲယောဂီတို့ကတတ်တာတို့ကတတ်မှုတင်နေဟိတတ်သားကောင်းတို့မြည်သည်တတ်မှုရဲ့အမိန်နာခံဖို့ရာဒီကတိုက်ပွဲအောင်လားမအောင်လားတတ်သားကျက်တော်အလုံးမဟုတ်ဟုတ်တယ်မဟင်အဲ့တတ်မှုရဲ့တော်မဲအဲ့တော့တတ်ပွဲမအောင်လို့ရှိရင်တတ်မှုပဲ ထွကြော်ပြီခါလိမဲ့တသားနဲ့ဆိုင်မလဲတသားကတော့တို့တမှုကနေဘဲတောင်မှတက်ဆိုတက်တာချလိုက်ဟုတ်ကလားညာတောင်မှတက်ဆိုတက်ချလိုက်ဒီလိုထင်တယ်ပြီးတော့ဒီကိစ္စမှာအသေးခံတက်ရမယ့်နေရာမျိုးကိုတမှုကအသေးခံတက်ရမှာမှသိတဲ့နေရာအသေးခံတိုက်ခန်းလိမ့်မယ်သတိရှိပါဟုတ်လားဟုတ်ခိုင်းဟောဟင်အဲ့တော့တို့ဒီတမှုရဲ့မိတ်နာခံမှုကအရေးကြီးဆုံးထင်တယ်ဟုတ်ပါဘူး တန်မိုးရဲ့မိန်ကိုနာခံလို့တိုက်ပွဲမှာကြာသွားသည်တိုက်အောင်သူရဝဲရမယ်ဟင်တကယ်လို့တိုက်မှုမိန်ကိုမနာခံမဲနဲ့ပေပြီးကိုလို့ချင်တာလို့တိုက်ပွဲအောင်သွားသည်တိုက်အောင်ယောဂီတို့ကြွားတကြမယ်ဟင်သူပြောတဲ့အတိုင်းမလိုက်နာလို့ရှင်ယောဂီတို့နေသိမ်းမရဘူးပေါ့ဟင်ဟင်တရားရှိခွက်ကတော့အမှန်မြဲရင်တော့အောင်ရင်အောင်သွားမှာပေါ့သူတို့နေသိမ်းမရနိုင်ဘူး အဲ့ဒါခမောက်ပေါ်တတ်ကြဟင်တို့ပြောတဲ့အတိုင်းနိုင်တယ်လို့တော့တရားမသိခြင်းနေနေသီးကြကြအာသရိယဟထမုတ်တိဆိုတဲ့ဆရာလက်ဆုံးလက်ကဲဘယ်ဆရာရဲ့တပည့်ပြောနိုင်တယ်ဟင်မရခြင်းလေဥပ္ပကလာရအဲ့တော့တရားရဖို့ငါတောင်းဝန်မဟုတ်ဘူးဆိုရင်ကောင်းဤသွားလိမ့်မယ်ထင်တယ်တရားရဖို့မရဘူးကိုရည်တောင်းဝန်ပဲကွာဟင်ငါသူခိုင်းတဲ့အတိုင်းလုပ်မယ်အဲ့လိုတကောင်းထားလို့ဒီလိုဆိုရင်တော့ဤသွားလိမ့်မယ်ထင်တယ်ဟင်ဘယ်နေလို့ယုတ်တို့ထားမထားနဲ့ လေးလုံးလာပါတယ်တို့ဘုံအပြစ်ပုံသာတင်ထားလိုက်သင်ဖို့ကြပါမလားဟင်ကောင်းအေးအေးစိတ်ထိုင်ကြကြထားဖို့အရေးကြီးဆုံးပဲအဲ့ကောင်းမအေးစိတ်ထိုင်မကြရင်ဘဝင်းလေးမငြိမ်ဖြစ်ရပြည့်ပဲတော့မှမမြင်ဘူးဟုတ်ကလားဗျာဟင်အဲ့တော့ဒီစီကံလေးနှစ်ချက်ကိုကာယ ानु ပဒနာလို့ခေါ်တဲ့နှာသီးဝကိုမှတ်တဲ့ပုဂ္ဂိုလ်ဟာထားပြပါဟင်နှာသီးဝနဲ့လင်းနဲ့ဝင် ထွဲပုတ်တိုက်နေတာလေးကိုနှာသီးပြားလေးမှာပဲတတိကပ်ပြီးမပြီးမချင်မှတ်ပေးပါတတင်းနဲ့ပြီးတော့ခေါင်းအေးအေးစိတ်ထင်ကြကြထားပေးပါသဘောပေါက်နောက်တစ်ခုလေးထပ်ပြီးတော့ပေးချင်ပါသေးတယ်ဝင်ဆုံးထွက်ဆုံးလေးကိုသိပေးသားမှာဟင်ဝင်လေးလေးဆုံးရင်ဆုံးမလေးကိုနှဘုဒ္ဓဝင်နေတဲ့အတွင်းဝင်သွားလို့ဆုံးရင်နာသီးပြားကအထီလေးရသွားမှတင်တယ်အတွင်းကိုလိုက်ကြည့်ဖို့လိုသေးလားထွက်လေလေးဆုံးရင်တော့နာသီးပြားအထီလေးရသွားမှတင်တယ်ဟဲ့ အဲ့နာသီးနာလေးကိုသုံးရင်သုံးမှန်သိပေးလိုက်သုံးပြီးတော့မှခိုက်နိုင်မဟုတ်ဘူးနော်သဘောပေါက်ပါအဲ့ဒီသုံးရင်သုံးမှန်သိလို့ရှိရင်ယောဂီတို့မှာတကယ်လို့တတိပြင်ထွက်သွားရင်ဝင်ဆုံးကထွက်သလားထွက်ဆုံးကထွက်သလားဆိုတော့ခွေးတို့ပေါက်ကိုသွားတွေ့နေမယ်အဲ့တော့ခွေးတို့ပေါက်ဖန်နေခေါ်တယ်သဘောပေါက်ပါဟင်ယောဂီတို့တဏှာတွေကထွက်နေတယ်အဲ့ဒီတတိငါတတိသည်အဝင်ဆုံးကထွက်သလားငါတတိသည်အထွက်ဆုံးကထွက်သလားဆိုတာအဲ့ဒီဝင်ဆုံးထွက်ဆုံးလေးကို တတိလေးထားနေလိုက်ရင်သိပါလိမ့်မယ်ဟင်အဲ့ဒါကြောင့်ငါတတိသည်ဝင်ဆုံးကထွက်နေတယ်ဟေးတတိအပြင်ထွက်နေတယ်ပြီးရင်ဒီဝင်ဆုံးလေးကိုတတိပို့ထားလိုက်ရင်မရနိုင်ဘူးလားခွေးတို့ပေါ့ပိတ်သွားနေတာပေါ့သဘောပေါက်ဟဲ့တကယ်လို့ဒီထွက်ဆုံးလေးကများသောအားဖြင့်ငါစိတ်ကလွတ်နေကြလို့သိလို့ချင်းဒီထွက်ဆုံးလေးကိုယူဆတယ်ရင်ဒီကိစ္စပြီးသွားပြီထင်တယ်အဲ့ဒါခွေးတို့ပေါ့ဖန်နေကိုတုံ့ကြက်ထင်တယ်သဘောပေါက်လားကာနုပဒနာလို့ခေါ်တဲ့ ဟိုကဝင်နေထွက်လေးကိုရှုတဲ့ယောဂီဒီအဲ့ဒီသုံးချက်ကိုခိုင်းပေးပါဟင်ဝင်နေထွက်လေးနဲ့နာသီးပြားလေးနဲ့ထိတွေ့ပုတ်တိုက်နေတာလေးကိုနာသီးပြားလေးမှာပဲတတိကပြင်မပြင်မချင်းမပေးပါဟုတ်ကလားခေါင်းအေးအေးစိတ်ထင်ကြကြထားပေးပါဟုတ်ကလားဝင်ဆုံးထွက်ဆုံးလေးကိုသိပေးပါကြားလားသဘောပေါက်ပလားအာထုတ်တာပလားအေးအဲ့ဒါဟောကာယ ानु ပါဒနာတို့ထိုင်တဲ့ကာလမှာသိပ်သွမ်းမဲ့ လေးဌာနတွေကနံပါတ်1ဌာနလို့မှတ်ပါသူဒီပင်တိုင်းကိုလည်းမှတ်ပါသူဒီအမြဲရှိရမှာထင်တယ်သူဒီပင်တိုင်းဟုတ်ကလားဂျန်တဲ့ဟာတွေကမလွှဲတာလို့သွားမှာနော်ဒီလိုက်ရမယ်လို့ပြောတာမဟုတ်ဒီကြီးတဲ့အမြဲတမ်းစိတ်ဝင်စားနေခုနခွေးရိုးပေါက်ကလေးကိုမိနေလို့ကိုကိုကိုနိုင်နေဆိုရင်တော့ချလာချတာတခုတည်းဘယ်မှကိုလိုက်မနေနဲ့ဒီနေရာကြကြမှလည်းဒီနေရာတတိအတိများသွားရင်ဒီနေရာကနေပြီးတက်သွားမှာပဲလိုချင်တာတတိတည်ချင်တာဟုတ်ကလားဟင် အဲ့တော့နွားမနိုင်လို့နွားချောင်းသားသေးလို့ဒါခုနပြောနွားသွားရသူများစိတ်ကြမစားတော့ဘဲဆိုလို့မရဘူးဟုတ်ကလားဒါပြီးကာယပြီးတော့စိတ်တနုပါဒနာဆိုတာစိတ်တဆိုတာဉာဏ်စီတွေးတောမှုပြောတာဟဲ့ဟုတ်ကလားစိတ်တဉာဏ်စီတွေးတောမှုရှိရာသူအနုအစင်လိုက်ပြီးတော့ပတနာရှုမမာယာခြင်းလို့ဆိုလို့တယ်သဘောပေါက်လားအဲ့တော့တို့ဒီစိတ်တို့မြည်ဒီမှာအစွဲစီအစွဲစိတ်စိတ်လို့ခေါ်မှာပေါ့လေတို့လက်ရှိရှိနေတဲ့အသည့်တွေကအစွဲသည့်တွေထင်တယ် ဟုတ်ကလားကျဲဟိဝဲဟိငါသားဟိသမီးဟိဘာဟိညာဟိဆိုတာလေရွာတဲ့ရောမှန်တယ်များအဲ့ဒါအစွဲသိကြီးတယ်ဟင်သူပြောလူပြောသိကြီးတယ်ကိုပိုင်သိတခုမှရှိဘူးရွာထဲမှာဟုတ်ကလားဟင်အဲ့တော့တို့အတွေ့ဒီစိတ်တို့မြည်ဒီမှာဒီနာသီဝါကိုရှုပါလို့ဆိုပေမဲ့သူကရှုကြည့်မှရှုမယ်တခါလာလဲနာသီဝါဒါတခါလာလဲဒါဆိုစိတ်ကအဆန်းကြိုက်တဲ့ဟာကဒီမှာအဆန်းမတွေ့ရင်အဆန်းရှိတဲ့နေရာကိုဆက်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 နဲ့တွားရပါလေဟုတ်ကလားတွားမယ် အဲ့တော့စိတ်ရဲ့သဘောကသူကကြံပြီးတွေးတော့နေမှအားရတဲ့စိတ်မျိုးဟုတ်ကလားအဲ့တော့ तू တွေးလို့တို့တရားပြတ်တယ်မရှိစီနဲ့တွေးတာလဲတွေးတယ်လို့မှတ်ချက်လိုက်သမှာအဲ့တော့နှာသီးဝါကမှတ်လဲအမှန်ရဖို့လိုရင်းတင်တယ်ဟိတွေးတာမှတ်တော့ဟောအဲ့အမှန်ရတော့ပြီလေအမှန်ရအောင်လုပ်ခိုင်းနေတာမဟုတ်ပလားခွေးကြိုက်လို့ရရဒုတ်ပြလို့ရရပေါ့အဲ့တော့ငတိတခါတပွဲတော့ဟေးအတွေးတွေများလို့ငါတရားပြတ်တယ်လို့ပြောဖို့လိုသေးလား အဲ့ဒီအတွေးဒီပြလင်ကုံချမ်းပြည်စီဖြစ်စီရဟုတ်တယ်နဲ့ဟင်အတွေးလားအတွေးမှချလိုက်မှာပေါ့ဟုတ်ကလားဒါဖြစ်လို့တော့နှာသီးဝနဲ့အတွေးနဲ့ကိုမိမိစိတ်ဘယ်ကိုများနေတယ်လဲဒါကယူဆိုင်လိုက်မှာဟင်နှာသီးဝကိုအလုတ်ကိုထိခိုက်တော့တဲ့အတွေးမဟုတ်ရင်လိုက်ကိုမှမနေနဲ့တိုးမှလိုက်ဒီကိုသဘောပေါက်လားဟင်တကယ်လို့ဒီတဲ့ဟိုကိုစိတ်အဆွဲများနေတယ်ဆိုရင်တော့စိတ်သွားရလိုက်မှချသွားမှာဟင် သူခံစားခြင်းတွေကိုလိုက်ပြီးမှတ်ပေးစမ်းကဲမင်းပြောတယ်ဟုတ်သလားမှတ်ကြည့်သားကွာဆိုတွေးတွေးတဲ့တာမှတ်ချလိုက်ကြဟင်ဟိုထွေးဒီကာလေးတွေဗာတွေးတယ်ညာတွေးတယ်ကိုခွဲမနေနဲ့ဗျာတွေးတွေးတယ်ဆိုရင်ဒီတတိကြောင့်လို့စကြက်ကထွက်ပြေးတဲ့ဟာကသူ့ကိုတတိကဟေးမင်းထွက်သွားတာငါသိတယ်ဆိုသူหนีရဲမလားပြန်ပြေးလာရင်ပဲသူကသူဟင်စကြက်ကထွက်ပြေးတဲ့နွားဝဲတုံးလျှောက်ပြီးလိုက်ပေါက်တာပဲသူပေါက်အဲ့တော့တွေးတာတွေးတယ်တာမှတ်ချလိုက် ဟင်အတွေ့ပြောင်းရင်ကိုယ်လုပ်ကိုပြောင်းလို့ဟုတ်ကလားတဘောပေါ့ပြီအဲ့ဒါစိတ်တနုပါဒနာလို့ခေါ်တယ်ကြံစီတွေးတော်မှုကိုပြောမှာနော်ဒီနေရာမှာစိတ်တနုပါဒနာရှင်တဲ့ဒီတတိမြဲမြံရေးကိုထူထောင်နေတဲ့ယောဂီတယောက်ဟာအဲ့ဒီအတွေ့အကြုံကိုပဲမှတ်ရပါလိမ့်မယ်ဟုတ်ကလားဟင်ဒါတတိထူထောင်ရေးကာလချင်းတယ်အဖိုးတို့တော့နဲ့ပြောရင်တော့ပြိုးထောင်နေတာပြိုးထောင်နေတာစိုက်ခင်းမရောက်သေးဘူးဟင်ပြိုးထောင်တာရှိသေးတယ်အမှတ်ကလေးပြိုးထောင်နေတာဟင် အဲ့တော့ဒီနာသီဝမှတ်နေရင်မတ္တကနေပြီးတို့ပါတော့အထုခါသာပုဂ္ဂိုလ်တယောက်ကစိတ်ထိုင်ကြရလားစိတ်ထိုင်မကြကိုယ်လည်းထိုင်မကြဘူးနာကျင်ကြိုက်ခဲမှုပေါ်မှာပဲအဲ့တော့ဝေဒနာဆိုတော့ခံစားမှုပြောတာပေါ့လေတို့တော့ဒုက္ခဝေဒနာဆိုတော့ကောင်းနာခံစားရတာတော့အရင်ကတည်းကမျောနေတာဟုတ်ကဲ့သူလာရင်မေ့သွားမှာဟုတ်ရှင်းတယ်ဒီဥပိ္ပခဝေဒနာဆိုမြင်မမြင်ဘူးပဲဒုက္ခဝေဒနာကတော့ဘယ်နဲ့တော့ထင်လဲထင်ရှားတယ်ထင်တယ်ကြံလဲကြံတယ်ထင်တယ်အဲ့တော့တတိပြိုးထုံလို့တော်တော်ကောင်းနေနေရာ အဲ့တော့နာသီးဝမှတ်နေတဲ့ယောဂီတယောက်ဟာတင်မဆုံကြီးကနားနေတယ်ဆိုရင်စိတ်ပဲအများဆုံးရောက်မှာဟင်အဲ့တင်မဆုံရောက်နေတယ်ဆိုရင်နာသီးဝလည်းမှတ်ရအောင်မယ်တင်မဆုံလည်းမှတ်ရအောင်မယ်ဆိုရင်ပစ္စည်းလေးတစ်ခုကင်နာတောင်နိုင်နိုင်နေနဲ့မကင်နိုင်တဲ့ကလေးတယောက်ဟာနှစ်ခုပိညာအကုန်လုံးလွတ်မကြနိုင်ဘူးလားအဲ့တော့နာသီးဝလွတ်ပြလိုက်ရာနာရာကိုနာရာကမှတ်ချလိုက်တဘောပေါ့မလားသူ့အစွဲသီးကပဲလို့သိတော့နာတယ်လို့သိတာထင်တယ် အစွဲဒီကကျင်တယ်လို့သိရင်ပေါ့အဲအစွဲဒီကကိုက်တယ်လို့သိရင်ပေါ့အစွဲဒီကခဲကြီးလို့သိရင်ပေါ့ဒါအမှချက်အစွဲဒီပြောတဲ့တိုင်းသာလိုက်မှာဟင်ဟင်တဘောပေါက်တာတို့အမှန်တမားကဘာလို့ဖို့လို့တော့တာလီသရေတဲ့တောင်လွယ်တယ်ထင်တယ်ဟဲ့ဟင်သူပြောတာလိုက်မှလိုက်ရုံပဲအစွဲဒီပြောတာကလိုက်မှလိုက်သူညာတာတို့ခံရရပြီထင်တယ်ဟင်ဒီတကအညာမခံကြီးလို့လိုက်ပြီးတော့စစ်တန်းထုတ်တာထင်တယ်ဟင်မင်းနာတယ်ဆိုတော့ဟုတ်မဟုတ်ဟုတ်ကလား အဲ့တော့နာရင်နာတဲ့ကဲရင်ကဲတဲ့ကျင်းကျင်းနဲ့ခဲရင်ခဲတဲ့အဲသူအရှိတိုင်းတာမှချတယ်ဟုတ်ကလားအဲ့ဒီနေရာမှာနာရာလေးတစ်ခုပေါ့လေတို့ဆိုကြပါတို့ပုံအချမ်းသာလေးပြောပါမယ်ဒီချင်းမျက်စိလောက်ကတက်တက်နာကျင်မှုတစ်ခုဆိုလို့ချင်းတင်မဆုံဟာသူ့လမ်းဆုံးမှာဟုတ်ကလားတင်မဆုံကဟာတော့တင်မဆုံမဆုံးပါလိမ့်မယ်ချင်းမျက်စိကတက်တက်ဟာဒီပြင်းထန်ရင်ဒီတင်မဆုံမှာဆုံးတတ်ပါတယ်အဲ့ဒါဝေဒနာဟို ဒနာပြင်းထန်လာလို့ချင်းချင်းမျက်စိကနေခြေသလုံးခြေသလုံးကနေဒူးစိပေါင်းတင်မဆုံးကြဆုံးပြီအဲ့ဒါ तू ရွှေ့ပြီးတော့သွားတယ်လို့ကိုတတိလေးရတယ်သူ့ပေါ်စီးပြီးလိုက်သွားတာမှာတဘောပေါက်အဲ့စီးလိုက်ပေါ့စီးလိုက်ပေါ့ तू ပြောတဲ့အတိုင်းပေါ့တဏျာရွှေ့တက်တာပြောတာနော်အပြင်းပြောအပြင်းလည်းတက်တာပါလေဟင်ပူနာခြင်းကြိုက်ခဲဝေဒနာအဲ့လောက်ဆင်းရှိပါလေဟင်သို့သောအာထုခါလာပုဂ္ဂိုလ်ဒီလောက်ထိမသိနိုင်ပါဘူးမိတော့ကလိုက်မှာပါဟုတ်ကလား နာရတိပြင်းနေနာရနာရပေါ့နာရနေရကနေဝေဒနာကပြင်းထန်နေကျင်နေကျင်နေတက်ပါလိမ့်မယ်မပြင်းထန်ရင်ယော့သွားပါလိမ့်မယ်သူယော့ယော့သလိုသူတိုးတိုးသလိုပေါ့ဟုတ်ကလားအေးကျင်နာတဲ့ကိုဝေဒနာပြင်းထန်နေကြိုက်ကိုလာပါလိမ့်မယ်ကြိုက်ကြိုက်တွေတော့မှတ်ချလိုက်ဝေဒနာကဟိုဒုမှားအကောင်လို့ဝေဒနာကဟိုမှန်ကြသွားပြီဆိုရင်ယော့ရင်ယော့သွားပါလိမ့်မယ်ဒုမို့ဒုဘက်ကမှားကလည်းနေတယ်သူ့ရဲ့အဖို့ဦးကလည်းကြီးမယ်ဆိုရင်တက်ပေါ်ပါလိမ့်မယ်တက်တော့တာကိုအပြင်းပြောက်ကိုလိုက်မှတ်ပြပါသဘောပေါက်လား အဲ့တော့နာကျင်ကြိုက်ခဲမှုဆိုတဲ့ဒုက္ခဝေဒနာကိုမှတ်တဲ့ယောဂီတယောက်ဟာနေရာရွှေ့လည်းတက်ပါလိမ့်မယ်အပြင်းပြောအပြင်းလည်းတက်ပါလိမ့်မယ်ဟုတ်ကလားဒါကချင်းမြတ်တိကနေအောက်ပိုင်းကတက်တာပြောတာပါတို့အပေါ်ပိုင်းမှာခါယောကတက်တဲ့ယောဂီတယောက်ဟာလက်တင်ညွန့်မှလည်းဆုံးတတ်ပါတယ်ပခုံးအုံးကြိုင်မှလည်းဆုံးတတ်ပါတယ်သူ့ရဲ့နောက်ဆုံးကပခုံးအုံးပဲထင်တယ်ဒီလိုအရှိလိုက်လည်းတက်တတ်ပါတယ်ကန့်လန့်ကြလည်းတက်တတ်ပါတယ်တက်ချင်းတယ်လို့တက်ဟုတ်ကလား အဲ့ဒီမှာလည်းနေရာရွှေ့တက်နဲ့အပြင်းပြော့တက်နှမျိုးပဲထင်တယ်။အဲ့ဒီအထက်ပိုင်းရဲ့အပေါ်ကတက်မယ်ဆိုလို့ရင်တို့ဒီညာဘက်ဟိုဒီပိုက်ပြင်းတော့ခေါ်မှာပေါ့လေ။ဟင်အဲ့ဒီဘက်တော့ကနေတော့ dominant တက်တတ်ပါလေ။ဒီလက်ဝဲရင်ညုံတော့ကိုလေ။ဒါရှိကတက်လို့ရှိရင်အဲ့လို dominant တက်ပါလေ။အဲ့ဒါလည်းသူတက်တက်တယ်လို့နေရာရွှေ့တက်နည်းနဲ့လည်းမှတ်ပါအပြင်းပြော့အပြင်းနဲ့မှတ်ပါသဘောပေါက်လား။အဲ့တော့နေရာသုံးဌာနပဲအဲ့ဒီရှုစရာရှိပါလေ။သဘောပေါက်လား။ အဲ့ဒါမှချင်းဖြင့်ယောဂီတို့သိသိကျင်လာတော့နာရာလေးကိုလည်းတက်တာသွားအောင်တင်တယ်။နာရဲအကြောင်းလေးလည်းသိသိကျင်လာပါ။အကျိုးနှမျိုးတင်တယ်။နာရာလေးလည်းမှိုင်းရင်မှိုင်းနဲ့တက်တာသွားတရားမလေး။ပြင်ပြီးတော့တက်တာတာမျိုးကိုမလို့ခြင်းမှုတို့အမှတ်နဲ့ဝေဒနာကိုကြောစေခြင်းနဲ့။ဒါဝေဒနာဝိခံပိတော်သွားဝေဒနာကိုတတိနဲ့ကြောတာမဟုတ်လား။ဟင်နောက်အာယုမှိုင်းကြောတတ်သွားပါလိမ့်မယ်။ ဘယ်လိုအာရုံထားလိုက်ရင်ဒီဝေဒနာကြောနိုင်လဲဆိုတာသိလာလိမ့်မယ်ဟုတ်ကလားအဲ့တော့ဒီဝေဒနာကိုလည်းကြောနိုင်ဖို့ရာသက်တာဖို့ရာရဲ့နာရာလေးနဲ့ပြီးတာလေးအကြောင်းလဲပြီးဖို့ရာရဲ့အဲ့ဒါအတွက်ကိုခိုင်းတာပါဟုတ်ကလားအဲ့တော့ဒီဝေဒနာဆိုတဲ့နာကျင်ကြိုက်ခဲမှုတဲ့ကိုယ်ကိုယ်တွေကဖြစ်တဲ့အတွက်ကိုယ်တွေမဖြစ်နိုင်ဘူးလားဒီနေရာကတရားမရနိုင်ဘူးလားဒီနာသီးဝါကလည်းတရားမရနိုင်ဘူးလားအဲ့ဒီကာယနဲ့ဝေဒနာကိုယောဂီတို့အဓိကထားပြီးတော့စူးစမ်းပါဟင် ဟင်စိတ်ဓာတ်ကတော့စိတ်မှာဖြစ်တာတင်လေဟင်အဲ့တော့စိတ်ကလေးတွေးတဲ့နေရာလိုက်တယ်ဆိုတော့တို့ကွယ်ရှုွက်တဲ့ကထွက်ပြေးတဲ့တရားခံကိုလိုက်ဖန်တာနဲ့အတူတူတင်လေဟိသုံးဖို့စကြက်ထွက်ပြေးတဲ့တရားဟိုနွားကိုလိုက်ဖန်တာနဲ့အတူတူတင်လေဟိသူ့အာထုတ်ခါသာယောဂီတယောက်မှာတွေးမှုတွေပြောက်တာတခုပဲရှိပါလေဦးမဲတွေးတာရဲ့ဖြစ်ပျက်ကိုမမြင်နိုင်ပါဘူး။ဒါဖြစ်လို့တို့တွေးတဲ့နေရာမှာယောဂီတို့တရားခံမစုံလို့ပါ။စိတ်သာရှိတဲ့ပူပါသွားလို့လား။ အဲ့တရားခါမဆုံးတဲ့နေရာမှုမပေါ်နိုင်သေးပါဘူးအမှန်မြင်ရင်တော့ဟုတ်ကလားအဲ့တော့ဒီတွေးတာကိုမှချင်းဖြင့်အတွေးကနေပြီးတော့ကိုမီးဆက်ဖြစ်တဲ့ကိလေသာလည်းမပွားရအောင်ဟုတ်ကလားအတွေးစိတ်ကလေးနဲ့ကိုယ်စီကိုပြန်ရောက်အောင်ဒီရွယ်ချက်နှစ်ချက်နဲ့တွေးတာလေးကိုမှခိုက်ပါတယ်သဘောပေါက်ပလားဒီနောက်ဆုံးတို့နံပါတ်၄ကျတော့ဓမ္မနုပဒနာတင်တယ်ဓမ္မနုပဒနာဆိုတော့သဘောလို့ပါပြန်ရပါတယ် သို့သောမှန်အားမရှိသေးတဲ့ပုဂ္ဂိုလ်ကဒီကံရတဲ့သဘောတဘာဝတွေသိနိုင်ပါဦးမလားဟိုခံဟိုဝေဒနာဆိုတဲ့ခံစားမှုရဲ့သဘောတဘာဝကိုသိနိုင်ပါဦးမလားအကြံတွေးဆိုတဲ့စိတ်ကလေးရဲ့သဘောတဘာဝကိုသိနိုင်ပါဦးမလားအဲမသိနိုင်ရင်တတိပြိုးထောင်းတဲ့ပုဂ္ဂိုလ်တယောက်တည်းကိုမြင်နာရဲ့ကြားရရဲ့နာနာရဲ့ဒီသုံးခုကိုဓမ္မနုပဒနာနဲ့မှတ်ပြပါဒီအာယု၅ပါးရှိတယ်တဲ့နဲ့အာယု၅ပါးထဲမှာတို့မြင်နာက လူကိုယ်တိုင်ဝင်တာလားအငွေဝင်တာလားဟဲ့အငွေပဲဝင်တာလူကိုယ်တိုင်ဝင်မှုလေအတွင်းမဟုတ်ဘူးအငွေရှင်းတယ်ကြားတာကတော့နာနာကတော့အငွေဖြစ်လို့သဘောမျှဖြစ်လို့တတိပြိုးထောင်တာကယောဂီတယောက်ဓမ္မနုပါဒနာနဲ့ဒီသုံးဌာနရှုပါပါလေဟုတ်ကလားစားတာကတော့အစာအတုံးခဲကြီးအတွေ့ထင်တယ်ဟဲ့ဟင်တုံအားထုတ်တဲ့ယောဂီတယောက်မှပြင်းများတဲ့ဒီမရှိတဲ့ကိုကာယနဲ့ဖုတ္တပါကတော့အတွေ့ထင်တယ်ဟဲ့အဲ့ဒါနှစ်ခုကိုကာယနုပါဒနာနဲ့ထည့်ပြပါဟဲ့ အာယုံ၅ပါးတယ်လေကိုသုံးမှုကိုဓမ္မနုပါဒနာတည်းထည့်ပေးပါပဲဟင်အငွေများဖြစ်လို့တဘောများဖြစ်လို့အဲ့ဒါလေးကိုတို့ရှုရမှာနော်အဲ့တော့အားထုတ်နေတဲ့ယောဂီတယောက်မှာမျက်စိပိတ်ထားပါတယ်ဟင်အဲ့တော့မျက်စိကအငွေတော့ဝင်နေမှုထင်တယ်ဟင်နှာခေါင်းကလည်းကိုယ်ကြီးတဲ့နေတာနှာခေါင်းကလည်းအငွေဝင်နေမှောင်းတယ်မှာဝင်နေခဲ့ပါတယ်နားကတော့ပိတ်လို့ရဘူးဗျအဲ့တော့ဝင်နေမထင်냐အဲ့တော့အပြင်ကအတံပလာနေနဲ့တန်းလည်းကြားခြင်းကြားနိုင်တယ် ကားတောင်လည်းကြားရင်ကြားနိုင်တယ်လူတောင်လည်းကြားရင်ကြားနိုင်တယ်တဲ့ခွေးတောင်လည်းကြားရင်ကြားနိုင်တယ်ကြီးတောင်လည်းကြားရင်ကြားနိုင်တယ်တဲ့လေဘာတောင်ကြားနေနေနှာသီးဝမှတ်နေတဲ့အချိန်မှာကြားနေရင်ဒုစိတ်ကလေးတွေနှာသီးဝမှာပူပြီးဝင်စားနေသလားနားမှာပူဝင်စားနေတာအကဲခတ်လိုက်ပါဟင်တကယ်လို့အဲ့ဒီအကြာဘက်ကကျေလောင်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 နဲ့အလိုက်မသိလာပြီးပြောနေတာတွေ့ခဲ့ရင်ဒုစိတ်ပဲရောက်များမထင်တော့ဟဲ့ ဒီလိုဆိုတော့ဘာလုပ်ရမလို့အဲဟိုနှခေါင်းကိုဆုပ်ပြလိုက်သမ်းဗျာနှခုကိုင်းမနေစမ်းနဲ့ခွေးကြိုက်လို့ရရဒုတ်ပြလို့ရရထင်တယ်ဟင်မှတ်ပြီဗျာအဲ့တော့နားထိတ်တတိလေးကပီကြတာကြားတယ်ကြားတယ်ကြားတယ်သူကြားတော့တာမှတ်နေအဲ့တော့ဒီနားလာပြီးသုညာသုညာပြောလို့ငါတရားပြတ်တယ်ပြောလို့သာကြားတာတို့အတွက်ကိုမှတ်တာဖြစ်မလားဘူးလားကုံညာပြည့်စီဖြစ်စီရမယ်ကြားတာမှလည်းတမပဲလေ နှခေါင်းကမလည်းတမပဲမဟုတ်ဘူးလားအမှန်မိတာလူရင်းပဲသဘောပေါက်လားအဲ့တော့အားထုတ်နေတဲ့ယောဂီတယောက်ဒီလေးဌာနပဲရှိမယ်ထင်တယ်တိတဲ့ပူတိတာပူတော့ပါဦးရအဲ့ဒီလေးဌာနလေးကိုလိုက်ပြီးမှတ်ပေးပါထိုင်ရင်ဘယ်တော့ဖြစ်ဖြစ်အဲ့ဒါနိဗ္ဗာန်မရောက်မချင်းလို့မလည်းရနောက်တပြင်ပြီးမှာမဟုတ်ဘူးဒီတိုင်းသွားနေရမှာပဲသဘောပေါက်လားနောက်ထပ်ပြောဖို့လူသေးသလားဟင်မရှင်းတာရောရှိသလား